အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော် Chess Education Egypt Channel ကနေပြန်လည်ကြိုဆိုပါရစေဒီနေ့မှာတော့ကျွန်တော်ဘာတင်ဆက်ပေးသားမလဲဆိုတော့ကျွန်တော်တောင်းဆိုလာတဲ့ကစားပွဲတွေကတပွဲကိုကျွန်တော်တင်ဆက်ပေးသားဖြစ်ပါတယ်ဒီကစားပွဲလေးကတော့2022ခုနှစ် World Rugby Championship မှာ Hasniman နဲ့ Vokidov တို့ကစားခဲ့ကြတဲ့ကစားပွဲလေးဖြစ်ပါတယ် Hasniman ကတော့ American နိုင်ငံသားဖြစ်ပြီးတော့အဲတူရဲ့အဲ့ဒီတုန်းက rating ကတော့2592ဒါ2600နီးပါးဖြစ်ပါတယ် တစ်ဖက်က Vukitov ကတော့ Uzbekistan နိုင်ငံကကစားသမားဖြစ်ပြီးတော့သူရဲ့ rating ကတော့2481ဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့တော့ဒီပွဲမှာ Hasnimen ကအဖြစ်ကစားကိုကန်ဆောင်းมาဖြစ်ပြီးတော့ Vukitov ကတော့အမဲကစားကိုကန်ဆောင်းมาဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့ကျွန်တော်ကစားပွဲလေးကြည့်လိုက်မယ်ကစားပွဲလေးမှာအဖြစ်ကနေပြီးတော့ default ဆိုပြီးတော့တက်တယ် default မှာ Vukitov ကနေပြီးတော့ဗာနဲ့ပြန်တော့ပြန်ခဲ့လဲဆိုရင် Nadal Six နဲ့ပြန်ပြီးတော့ပြန်ခဲ့တယ်ဒီညမှာတော့အများသောအဖြစ်အဖြစ်ကနေပြီးတော့ကစားတာဆိုရင် C4 ကစားတာများတယ်ပေါ့နော်အဲဒီခါကျရင် Bishop F4 တွေပါလဲလာလာလဲရှိရဲဒါမှမဟုတ် Nadal 3တွေပါကစားလဲရှိရဲအဲဒါမဲ့ န်စတီမန်ကတော့ဒီကစားပွဲထဲမှာတော့ဗာပဲရွေးချယ်ခဲ့တယ်ဆိုရင်အဖြူကနေပြန်နိုင်စီ3ပဲရွေးချယ်ခဲ့တယ်နောက်စီတူဒီမှာတပတ်က Vogidov ကဘာပြန်တုံ့ပြန်ခဲ့လဲဆိုရင် D5 နဲ့ပြန်ပြီးတော့တုံ့ပြန်ခဲ့တယ်။ D5 ပြန်ပြီးတုံ့ပြန်ခဲ့တယ်။အဲ့တော့ Hansdiman ကအဖြူကနေပြီးတော့ Bishop R4 ပြန်လာတယ်။အဲ့ဒီမှာတခါတည်း အမဲရနေပြီးတော့ Vogidov ကပါရှုခဲ့လေစီ C5 ဆိုရတခါနဲ့ center ကို challenge ခေါ်လိုက်တယ်လုံးဝဒါဘဟုကိုတခါ challenge ခေါ်လိုက်တယ်ပေါ့နော်စားမလားမစားဘူးလားပေါ့အဲ့တော့ဒီနေ့သားမှာအဖြူကနေပြီးတော့ရွေးချယ်လို့ရတာတွေကတော့ရှိရရှိရပေါ့နော်ဘာရရှိလဲဆိုတော့ E3 တက်ပြီးကစားလည်းရှိရ E4 တက်ပြီးကစားလည်းရှိရပေါ့အဲ့တော့ Hansenman ကတော့ဒီနေ့သားမှာဘာရချက်ခဲ့လဲဆိုရင် E4 ဆိုပြီးတခါတည်းအာတပ်လိုက်တယ်ပေါ့နော်ဒီနေ့မှာ center မှာပုံးတွေကိုစိုင်ထားတယ်အဲ့တော့ Vogidov ကဘာပြန်တော့ပြန်ခဲ့လဲဆိုရင် Knight E4 ဆိုပြီးစားတယ် အဲ night day info ပြန်စားတယ်ဒီ day info ပြန်စားတယ်အဲ့မှာ hands knee မှာရောက်အလဲရောက်တဲ့အခါမှာ hands knee မှာဘာဆွဲခဲ့လဲဆိုရင်ဒီ day c5 ဆိုပြီးစားလိုက်တယ်အဲ့တော့ဒီနေ့သားမှာအကုန်လုံးကအတူတူပဲပွန်ပွန်ချင်းလည်းအတူတူပဲအရေးအတွက်ကအကုန်အတူတူပဲအဲ့ဒီနေ့သားမှာအမဲကနေပြီးတော့ရွေးချယ်စရာရှိရပေါ့နော်ဘာကြီးလွတ်လွတ်ရလဲဆိုလို့ဆိုရင်အကွင်းဒီ1ဆိုပြီးတော့ကွင်းချင်းလဲကစားမယ်ဆိုရင်လဲကစားတော့ရတယ်ဒါမှမဟုတ်ကွင်း A5 နဲ့ချက်ပြီးတော့အာ C5 ကပွန်လေးကိုလဲစားလို့ရတယ် အဲသူကစားပွဲထဲမှာတော့အမေကစားသမားက Queen A5 ကနေပြီးတော့အဲချက်ပြီးတော့ပုံကိုစားခဲ့တယ်ပေါ့နော်အဲကျွန်တော်ဒီနေရာမှာအကဲ Queen A D1 စားမယ်ဆိုလို့ရှိရင်သူက Rook နဲ့ပြန်စားမှာပေါ့ဒါဆိုလို့ရှိရင်ပြီးအဲ့တော့မှ E6 တွေပါတက်မယ်ဆိုလို့ရှိရင်ဒီ C5 ကပုံကို Bishop နဲ့စားမယ်ဆိုပြီးချိန်မယ်ဆိုလို့ရှိရင်အဖြူကနေပြီးတော့ Bishop E3 နဲ့ပြန်ကယ်လို့ရတယ်ပြီးရင်ကျွန်တော်ဒီမှာအမေကနေပြီးတော့ A5 တွေပါတက်လိုက်လို့ရတာ B4 ပေါ်မချိန်နိုင်အောင်တားထားတာပေါ့ ပြီးရင်အာအဖြူကလည်း A3 တက်ပြီးတော့နောက်ကြာ B4 တက်မယ်ဆိုတဲ့ idea နဲ့ဒါကစားလို့တော့ရတယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဒါနှစ်ဖက်လုံးတို့အဆင်ပြေတဲ့ဒါ equal position ပဲဖြစ်ပါတယ်ဟုတ်ပြီအဲ့ဒါကျွန်တော်ကစားပွဲလေးပဲပြန်ကြည့်မယ်ကစားပွဲထဲမှာတော့ဒီနေ့သားမှာအဲတစ်ဖက်က Vukidov ကဘာရှိခဲ့လဲဆိုရင် Queen A5 နဲ့ချက်ခဲ့တယ် Queen A5 နဲ့ချက်ရတဲ့ကင်းကိုလည်းချက်ထားတယ်ပွန်းကိုလည်းချိန်ထားတယ်အဲ့တော့ဒီမှာ Hasnyman က Queen မလဲခြင်းတဲ့အတွက်ကြောင့်တော့ C3 နဲ့ပဲကားတယ် Queen နဲ့ C5 ပြန်စားတယ်အဲ့ Queen နဲ့ C5 စားတဲ့အချိန်မှာ ဟိုလက်ရှိမှာဆိုလို့ဆိုရင်အမေကပုံစံတော့တာပါတယ်ဒါပေမဲ့အဲ့ဒီပုံစံလုံးကိုအဖြူကနေပြီးအပြန်ယူလို့ရတယ်ဘယ်လိုပုံစံနဲ့ယူလို့ရလဲဆိုရင်ကျွန်တော်ဒီမှာ queen a4 နဲ့ချက်လိုက်လို့ရတယ်အ queen a4 နဲ့ချက်တဲ့အခါမှာ king ကိုလည်းချက်ထားတယ်ဒီမှာ e4 မှာရှိတဲ့ပုံလေးကိုလည်းချိန်ထားတယ်အဲ့တော့တဖက်ကစားသမားအမေကစားသမားဖြစ်တဲ့ Vogidov ကဘာရှိခဲ့လဲဆိုရင် night season နဲ့ပြန်ပြီးတော့ကာခဲ့တယ်အဲ့တော့ queen တဲ့ e4 ပြန်စားတယ်ဒါဆိုဒီနေ့တမ်းမှာဘာဖြစ်သွားလဲဆိုရင်ပုံနဲ့ကအရေးအတွက်တူပါဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီမှာစဉ်းစားမှာအမေရဲ့ဒီအဖိတ်မှာရှိတဲ့ bishop ကဘယ်နေရာထွက်မှာလဲအာအဲ့တော့ ကစားပွဲထဲမှာတော့ Vogitov ကမရှိခဲ့လဲဆိုလို့ရှိရင်အဲ G6 ဆိုပြီးတော့တက်ခဲ့တယ်သူရဲ့ bishop လေးကို G7 ငါထွက်မယ်ပြီးရင် castle လုပ်မယ်ပေါ့နော်ဒီလိုပုံစံနဲ့အဲ့တော့ Hansliman ကလည်းမရှိခဲ့လဲဆိုရင် Nrf3 ရှိခဲ့တယ် Nrf3 မှာ bishop G7 bishop G7 ဒီနေ့ထားမှာ ဟိုအမဲအားကြတော့နောက်လည်းကြတော့ဆိုရင်ကက်ဆင်းလို့ဖို့အတွက် ready ဖြစ်သွားပြီဒါပေမဲ့အဖြူအားတော့ ready မဖြစ်သေးဘူးအဖြူအားတော့ brief shot လေးကို develop လုပ်ဖို့ကြံနေသေးတယ် brief shot ကိုဘယ်နေရာကနေပြီးတော့ထုတ်ကစားမလဲပေါ့အဲ့ဒါရေးကြည့်ရယ်အဲ့တော့ဒီနေရာမှာကစားပွဲထဲမှာတော့ Hans Niemann က Big Shot E2 ဆိုပြီးတော့ရွှေ့လိုက်တယ်။ဒီရွှေ့ခွက်လေးကတကယ့်ကို Blender Move တစ်ခုဖြစ်တယ်။ဒီရွှေ့ခွက်လေးရွှေ့တဲ့အတွက်ကြောင့် Hans Niemann ကကစားပွဲထဲမှာရှုံးသွားတယ်။ဒါဆိုလို့ဆိုရင်ကျွန်တော်ဒီနေရာမှာကိုအိုးသားအမဲဖြစ်မယ်ဆိုရင်အမဲတို့အကောင်းဆုံးရွှေ့ခွက်ကဘာဖြစ်မယ်လို့ထင်တယ်။ဗီဒီယိုလေးရက်ပြီးတော့စဉ်းစားကြည့်ပါ။ โอเคဟုတ်ပြီအဲ့တော့ကျွန်တော်ဒီမှာအဲတခြားရွှေခွက်တွေကိုကျွန်တော်အရင်ပြတခြားကျွန်တော်ဒီနေရာမှာအဖြူကနေပြီးရွှေလို့ရတာလေဗာဒီရွှေလဲရတယ်ဆိုရင်ဆိုတော့ bishop d3 ရရွှေမယ်ဆိုလဲရတယ် bishop c4 သွားလဲရတယ် queen e3 သွားလဲရတယ်ဗောနော်အဲကဲကျွန်တော်ဒီမှာ bishop d3 ရ develop လုပ်မယ်ဆိုလို့ဆိုရင်လဲအဲကဲဆိုအဲ့မှာတော့ bishop c3 လာစားလို့မရဘူးဗောနော်ဒီမှာ ဒါကမရှက်ဒီ3ရထုတ်မယ်ဆိုလည်းအဆင်ပြေတယ်ပေါ့ဒါမှမဟုတ်ပဲကျွန်တော်တို့ Bishop က C4 ကထုတ်မယ်ဆိုလို့ဆိုရင်လည်းပဲသူက Knight A5 တွေပါလာမယ်ဆိုရင် Bishop က B3 ပြန်ချောင်းလိုက်ရတယ်3ပြန်ချောင်းလိုက်ကြတယ်။ Okay Bishop B3 ပြန်ချောင်းမယ်ဆိုရင် Knight B3 စားမယ်ပေါ့နော်ဒီလိုလေးစားလိုက်လို့ရတယ်။ဒါတွေပြန်ပြီးတော့ရှိရဲ။အဲကဲဒီမှာဒီနေရာမှာ Bishop D3 ပြန်ချောင်းမယ်ဆိုလို့ဆိုရင်လည်းပဲအဲကက်စလင်းလုပ်မယ်ဆိုလို့ဆိုရင်လည်းပဲဒီမှာ Bishop E3 နဲ့ Queen လေးပြန်မောင်းမယ် Queen C7 သွားတဲ့အခါမှာ Queen H4 တွေပါသွားလိုက်လို့ရတယ်။ အကယ်တော့ E5 တက်လိုက်မယ်ဆိုရင်ကျွန်တော်ဒီမှာအဖြူရနေပြီးကက်ဆင်နိုလိုက်လို့ရှိရင်ဒါအဆင်ပြေသွားပြီလို့ပြောလို့ရတယ်အဖြူလက် development အဆင်ပြေရပေါ့ Okay အဲ့လိုမှမဟုတ်ဘဲနဲ့ဒီနေ့သားမှာ gate queen e3 ဆိုင်မယ်ဆိုရင်ဟော queen e3 ဆိုင်လဲဟို queen နဲ့ e3 ဆာ bishop နဲ့ pion ဆာပြီးတော့ကက်ဆင်လုပ်မယ်ဆိုလို့ရှိရင်ဒီနေ့မှာအဖြူရလဲ long castle လုပ်လိုက်လို့ရတယ်ဒါဆိုလို့ရှိရင်ဒီနေ့သားနဲ့ဒါအဖြူတော့အဆင်ပြေလို့ပြောလို့ရတယ်အကောင်လုံးကအဆင်ပြေတယ်ဒါပေမဲ့ hansteman က ဟန်နီမန်ကဒီနေသားမှာဒတိလက်လွတ်နဲ့ရွှေ့လိုက်တယ်ထင်ပါတယ်ဘစ်ရှော့အီဒူဆိုပြီးဒီရွှေ့ခွက်ကလုံးဝဟိုတခုတည်းတော့ရှုံးခွက်လို့ပြောလို့ရတယ်ပေါ့နော်အဲဒီရွှေ့ခွက်ရွှေ့လို့ဟန်နီမန်ကကစားပွဲထဲမှာရှုံးသွားပါအဲ့တော့မဲကဒီနေသားကဘာရွှေ့လိုက်လဲဆိုတော့ဘစ်ရှော့တေးစီ3ဆိုပြီးတော့ချက်လိုက်ပါတယ်ဘစ်ရှော့တေးစီ3လို့ချက်တယ်ဘစ်ရှော့တေးစီ3ချက်တဲ့ချိန်မှာဟိုပေါ်နဲ့စားမယ်ဆိုလို့ဆိုရင်အကွင်းနဲ့ချက်လိုက်လို့ဆိုရင်ဒီမှာရုတ်ရရတယ်ပေါ့ဒီရုတ်လေးရတယ်အဲ့တော့ဟိုကစားပွဲထဲမှာဟန်နီမန်ကဘစ်ရှော့နဲ့ ဟိုစားတဲ့အချိန်မှာဘာလုပ်လဲဆိုရင်နိုင်တီတူနဲ့ပြန်ကားတယ်။နိုင်တီတူနဲ့ကားတဲ့အချိန်မှာတခါထက်ပြီးတော့ major alpha ဆိုပြီးတော့ကိုင်းကတခါထပ်မောင်းတယ်။အဲ့ဒီနေ့တားမှာပဲ Vision of 5ရလက်တဲ့အချိန်မှာပဲ Hansenman က resign လုပ်သွားတယ်အရှုံးပေးသွားတယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ဒီနေ့တားမှာ Queen ကဘယ်ကိုရှောင်းမာတယ်ပေါ့။ညာ Queen က F3 ဒီပါရှောင်းမယ်ဆိုလို့ရှိရင်လည်း Bishop တဲ့ B2 စားမယ်။ Bishop တဲ့ B2 စားမယ်။ Rook က D1 ကိုပြန်လာမယ်။ Rook D1 လာရင် Bishop C2 တစ်ခါဆက်လိုက်ဆက်ထက်ဆင်းလိုက်လို့ရှိရင်ဒီ Rook ကပေးရပြီပေါ့။ဒါဆိုရင် Exchange Data နဲ့ဒါ အမေကနေပြီးတော့လွယ်လွယ်ကူကူပဲအနိုင်ရရှိအောင်ဖြစ်ပါတယ်အဲ့အတွက်ကြောင့်ဒီနေ့ထောင်းမှာပဲ Hansniman ကအရှုံးပေးသွားဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဘာတွေ့ရလဲဆိုလို့ဆိုရင် chess မှာကိုကအရှိမဘလောက်ပဲကောင်းအောင်ရွှေ့ခဲ့ရွှေ့ခဲ့တဝက်မှားတာနဲ့ရှုံးသွားနိုင်တယ်ပေါ့နော် okay ဟုတ်ပါပြီအဲကျွန်တော်ရဒီနေ့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့နားမလည်တာမရှင်းတာသိကြချင်ဆိုရင် comment လေးမှာမြန်မြန်ကြည့်လို့ရပါတယ်အဲကျွန်တော်ဒီဗီဒီယိုကိုအစားဆုံးနိုင်အောင်အားပေးကြတဲ့တက်ရှင်တွေကိုကြည့်သိများကြပါတယ်ကျွန်တော်နောက်ထပ်ဗီဒီယိုမှပြန်တွေ့ဆုံးပါမယ်အားလုံးပဲကျေးဇူးပါခင်ဗျာ